ဘုရားသခင်ရဲ့ခြေဆုတော်ကိုချီးမွမ်းပါတယ်အမတမယိုးစင်းလာတဲ့သခင်ယေရှုပေးတဲ့ဥပမာတော်ဒီထဲကနေဥပမာလေးတစ်ခုအားဖြင့်ကျွန်တော်တို့အဲခွားယူသွားဖို့ပဲဖြစ်ပါတယ်ဒီဥပမာလေးကိုသခင်ယေရှုကရှမသဲခရစ်ဝင်အခန်းကြီး9ငွေ24ကနေ29မှာဖော်ပြခဲ့တယ် ကြောက်ပေါ်မှာအိမ်တိဆောက်တော်သူနဲ့တဲပေါ်မှာအိမ်တိဆောက်တော်အိမ်နှလုံးအကြောင်းကိုနှမ်းရှင်ထားပါတယ်မိုးရွာတဲ့အခါလေလာတဲ့အခါကြောက်ပေါ်မှာတိဆောက်ထားတဲ့အိမ်ကအဲမလှုပ်မရှားအခညာမပြတ်တည်နေခဲ့ပေမဲ့တဲပေါ်မှာဆောက်တဲ့အိမ်ကတော့တုံးလုံးပက်လက်ပြုတ်ပြက်ခဲ့ရတယ် ဒါကြောင့်သခင်ယေရှုကကြောက်ပေါ်မှာအိမ်ဆောက်တော်သူဟာပညာရှိတော်သူသဲပေါ်မှာအိမ်ဆောက်တော်သူဟာပညာမဲ့တော်သူ တနည်းအားဖြင့်မိုက်မဲ့တော်သူ ဖြစ်ကြောင်းပညာရှိတော်သူသည်ဖျားရဲ့စကားတရားစကားနှုတ်ပတ်တော်ကို ကြားပြီးနားထောင်လိုက်လျှောက်တော်သူလို့သခင်ယေဖျားကယေရှုကသတ်မှတ်ပါတယ်လူမိုက်ကတော့သခင်ယေရှုနှုတ်ပတ်တော်ကိုတော့ကြားတယ် တရားစကားကြားပြီမဲ့နားမထောင်မလိုက်လျှောက်တော့သူလို့သတ်မှတ်ပါတယ်ဒီတော့ဒီကနေ့ကြောက်ပေါ်မှာအိမ်ဆောက်ပါဆိုတော့အဓိကအချက်နဲ့ဒီကနေ့ကျွန်တော်ကျမတို့ရဲ့အိမ်ကိုဘယ်အပေါ်မှာကျွန်တော်တို့တည်ဆောက်ထားသလဲအဖြေကိုတော့မိမိဘာသာမိမိစဉ်းစားပြီးတော့အဲပေးကြဖို့ပဲဖြစ်ပါတယ်အိမ်တော်ဟာခရစ်တော်ကိုယုံကြည်ခြင်းအပြင် မြဲမြံနဲ့ခံခန့်နဲ့အခြေခံပုံမှာတည်ဆောက်ကြပါရဲ့လားအိမ်တော်မှာစံစာဖတ်ခြင်းဆွတောင်းခြင်းအဲနနဲ့ဝညာဝဘိမှန်တော်တို့မှန်မှန်သွားခြင်းရှိရဲ့လားကျွန်တော်တို့ရဲ့ကျွန်ုပ်တို့ရဲ့အိမ်တော်မှာဝမ်းနဲ့ကြည်ခွဲစုံစမ်းနှောက်ရှက်ခြင်းနေနဲ့ကြုံရတဲ့အခါမှာကြံ့ကြံ့ခံနိုင်ရဲ့လားဒီကနေ့အကယ်၍သာ ယေရှုခရစ်တော်အားကျွန်တော်တို့ယုံကြည်ခြင်းခိုင်မြဲခြင်းအားကိုးခြင်းမရှိဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့အိမ်ထောင်ဟာ ပြိုကွဲသွားမှာဖြစ်ပါတယ်။ဒါကြောင့်တမန်တော်ကြီးရှင်ဘောလုကတို့ရာတွင်အဘယ်သို့ထတ်ဆင်း၍တိဆောက်ဒီကို လူတိုင်းတည်ပြုပါစေ။အကြောင်းမူကားယေရှုခရစ်တည်းဟူသောချလျက်ရှိသောအုတ်မြစ်မှတပါ အခြားသောအုတ်မြစ်ကိုအဘယ်သူမျှမချနိုင်လို့ တိကောခန်းကြီး3အငယ်37မှာဖော်ပြထားသလိုလုကာခန်းကြီး6အငယ်48မှာငါထံသို့လာ၍ငါစကားကို ကြားသည့်အတိုင်းနားတောင်သောသူသည်အဘယ်သူနှင့်တူသည်ဟုမူကားတိုက်ကိုတီသောအခါနက်စွာတူး၍ကြောက်ပေါ်မှတိုက်မြင့်ချသောသူနှင့်တူ၏ မြင့်ရီထသည်ဖြင့်ရေစည်း၍ထိုတိုက်ကိုရိုက်ခတ်သောအခါကြောက်ပေါ်မှတီလျက်ရှိသောကြောင့်မလှုပ်နိုင်ရလို့နှုတ်ကပတ်တော်ကဖော်ပြထားပါတယ်ထိုကြောက်သည်ခရစ်တော်ပင်ဖြစ်ပါတယ်ဒါကြောင့်ပထမတစ်ချက်အနေနဲ့လူတို့မခွဲခွာစေနဲ့လို့လူတို့မခွဲခွာစေနဲ့အမှန်တကယ်တော့ကနဦးအိမ်ထောင်ဣရင်ဥယျာဉ်ထဲမှာ ဖျားခင်ကအာရန်နဲ့ဧဝါကို အစပြုတ်ပြီးတော့အိမ်ထောင်တည်စီခဲ့ပါတယ်အိမ်ထောင်မှာပြပြပြုတ်ရမဲ့အဲပညာတွေပြထန်းထားသလိုပြထန်းထားတဲ့ပညာတွေကိုကျွန်တော်တို့လိုက်နာကျင့်သုံးနေဆိုရင်တော့အဲအဆင်ပြေမှာဖြစ်တယ်မလိုက်နာမကျင့်သုံးရင်တော့အခက်အခဲတွေနဲ့စုံစမ်းခြင်းတွေနဲ့တွေ့ရမှာဖြစ်တယ် ဒါတွေကလည်းနှုတ်ကပတ်တော်ထဲမှာအဖြေရှိသားပြီးပြီဖြစ်ပါနဲ့ဒါကြောင့်ကျမ်းစာထဲမှာပေါ်ပြတယ်လို့နှုတ်ကပတ်တော်အပြင်လိုက်နာကျင့်သုံးတဲ့အိမ်ထောင်တိုင်းဟာပြိုကွဲဖို့ဖျားသခင် အခွင့်မပြုပါဘူးသို့တော်လည်းတချို့ကစင်ကြီးပေးပါတယ်အကယ်၍သာပြိုကွဲသွားရင်ရောဘယ်လိုလုပ်မလဲတဲ့တမန်ကျမ်းစာထဲမှာဖျားသခင်ကအိမ်ထောင်ပြိုကွဲဖို့အလိုမရှိပါဘူး ဒါကြောင့်သခင်ယေရှုဖခင်ကပြည့်ညတ်ထားတယ်မာယွန်းချင်းအကြောင်းမှတပါအခြားသောအကြောင်းဖြင့်မိမိမယားနှင့်ကွာသောသူသည်မိမိမယားကိုမာယွန်းစေ၏ထိုကွာသောမိမနှင့်စုံဖက်ခြင်းကို ပြုသောသူသည်လည်းသူမယားကိုပြစ်မာ၏လို့မဿဲခန်းကြီး9ငယ်32မှာ ဖော်ပြထားပါတယ်ဒါကြောင့် နောက်တစ်ချက်ကမာကုအခန်းကြီး3အငယ်25မှာအိမ်ဒီလေမိမိနဲ့မသိမ့်မသိမ့်ကွဲပြားလင်မတည်နိုင်ရတဲ့ဒါကြောင့်ဘုရားသခင်တဘိုးတင်ခဲ့ပြီးတဲ့အရာတွေကိုလူအားဖြင့်ခွဲခွာခြင်းမပြုဘို့ပထမတစ်ချက်အားဖြင့်ပေါ်ပြလိုပါတယ်ဒုတိယတစ်ချက်ကတော့အိမ်တောင်မှာပျော်မွေ့ပါတဲ့အိမ်တောင်မှာပျော်မွေ့ခြင်းရှိရမှာ ဖြစ်ပါတယ် မိသားစုဝင်တွေဆူတောင်းခြင်းစံစာပတ်ခြင်းနှုတ်ကပတ်တော်အဖြစ်လိလာခွန်အားယူစောင့်တည်ခြင်းအဖြစ်အိမ်ထောင်မှာတာယာသော အိမ်ထောင် ဖြစ်မှာဖြစ်ပါတယ်ထိုထက်မကမိမိရဲ့သားသမီးတွေဖျားကိုအားကိုးတတ်ဖို့ဆုံးမတွင်တင်ရမှာ ဖြစ်သည့်ဖြစ်သလိုအထူးသဖြင့်ငယ်ရွယ်သောဆယ်ကျော်သက်သားသမီးတွေကိုနှုတ်ကပတ်တော်ထဲမှာဆွဲလန်းခြင်းအဖြစ်တွင်တင်ခြင်းအမှုကိုပြုဖို့တရားဟောရာကျမ်းခန်းကြီး အငယ်9ကနေခွန်မှာဖော်ပြထားပါတယ်။တင်းဤပြန်သခင်ခြောက်ရပြန်ကိုစိတ်နှလုံးကျွင်းမဲ့စွမ်းတတ္တိရှိသည်များနေချစ်လော။ယနေ့ငါမှာသားသောစကားကိုနှလုံးသွင်းရမည်။ထိုစကားကိုတင်းဤသားသမီးတို့အားကြိုးစား၍သွန်သင်ရမည်။အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ခရီးသွားသည်ဖြစ်စေ၊အိမ်လျက်ထလျက်ရှိသည်ဖြစ်စေထိုစကားကို ပြောရမည်လို့သွန်သင်ထားပါတယ်။ တမန်တော်ဝိစုအကန်းကြီးငါအငယ်၄၂မှာလဲဗိမာန်တော်၌၎င်းအိမ်၌၎င်းနေ့တိုင်းအစဉ်ဆုံးမတွင်တင်လျက်ယေရှုသည်ခရစ်တော်ဖြစ်၏ဟူ၍ဧဝံဂေလိတရားကိုမပြဟောပြောလျက်နေကြ၏လို့နှုတ်ကပတ်တော်ကတွင်တင်ထားပါတယ်။ဒါကြောင့်အိမ်တော်မှာဖျားသခင်ရဲ့အုပ်ဆိုးခြင်းကိုဝန်ခံတယ်လို့အိမ်တော်ရဲ့ဦးစီးအိမ်တော်ဦးစီးခင်မွန်းဟာလည်း ဖះရဲ့အုပ်ဆိုးခြင်းအောက်မှာရှိရမယ်အလားတူခင်မွန်းတယ်ရဲ့အောက်မှာလည်းဇနီးတယ်ကခင်မွန်းတယ်ရဲ့အုပ်ဆိုးခြင်းကို ဝန်ခံရမှာဖြစ်ပါတယ်အိမ်တော်မှာတာဝန်အရှိဆုံးပုဂ္ဂိုလ်သည် လင်ယောက်ျားအိမ်တော်ဦးစီးဖြစ်ပါတယ်သို့တော်လည်းတချို့သော လင်ယောက်ျားတွေကအဲအိမ်တော်ရင်းရာဒီမှာဝိညာဉ်ရင်းရာအားလုံးကို တာဝန်မဲ့စွာဇနီးတယ်အပေါ်မှာ လွှဲချထားတယ်ဆိုတာတွေ့ရတယ် အမှန်တကယ်တော့နှုတ်ကပတ်တော်အရကျမ်းစာအရဇနီးမောင်နှံဆိုတာလင်ယောက်ချားများဟာဇနီးမယားပုံမှာအဆဆအရာရာတစ္ဆာရှိရမှာ ဖြစ်ပါတယ်တစ်ဖက်ကပြန်ပြောင်းတွေးကြည့်ရင်တစ္ဆာမရှိရင်တော့တနည်းအားဖြင့်နှိတ်ကြတော့သူစိတ်အင်မတန်မှနှိတ်ချတော့အဲနှိတ်ကြတော့သူ ဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်တယောက်နဲ့တယောက်အပေါ်မှာတစ္ဆာရှိရမယ် ဒါကြောင့်ရှင်ပေါလုကလည်းတိမောသေဩဝါဒစာပထမဆောင်ခန်းကြီး9ငယ်14မှာထို့ကြောင့်အသက်အရွယ်နှုပြသောမုဆိုးမားတို့သည်အိမ်သင့်ခြင်းတားဖွာခြင်းအိမ်မှုကို ကြည့်ရှုပြုစုခြင်းကဲ့ရဲ့စရာအခွင့်ကို ရန်သူအားမပေးဘဲနေခြင်းအမှုများကို ပြုစုစေခြင်းကငါလိုရှိ၏လို့ဖော်ပြထားပါတယ်။ဒါကြောင့်ယုံကြည်သူ ခရိယံအိမ်ထောင်မိသားစုဝင်များ ငြင်းချမ်းတရတဲ့အိမ်တော်ဖြစ်စီလူလေဆိုရင်ဖခင်လဲဖခင်တာဝန်မိခင်လဲမိခင်တာဝန်သားသမီးလဲသားသမီးတာဝန်ကို လိုက်နာကျင့်သုံးရမှာဖြစ်တယ်လို့ဖျားသခင်ပေးထားတဲ့ပညာတွေကိုလည်းလိုက်နာကျင့်သုံးမယ်ဆိုရင်မိမိရဲ့အိမ်ထောင်ဒီကောင်းကင်ဘုံပဲဖြစ်မှာဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့အိမ်ထောင်မှာပင်မန်းတဲ့အခါတဲ့အမြဲတစေအိမ်ထောင်မှာ တာယာမှုရှိမှတော့မဟုတ်ပါဘူးအိမ်တော်ရင်းမှဝန်လေးပြီးပြင်ပန်းခြင်းတွေရှိနိုင်တယ်အခါကတဲ့ပျော်ရွှင်ချမ်းမြေ့ဖို့ခက်ခဲပါတယ်ကောင်းကင်ဆိုတာကတော့နေ့တိုင်းနေ့တိုင်းပေါ့နော်ပြာလွင်ပြီးတော့အဲတာယာနေတာမျိုး မရှိပါဘူးဒါကြောင့်အိမ်တော်ရင်းမှပြင်ပန်းခြင်းစီးပွားရင်းမှပြင်ပန်းခြင်းကာယစိတ်ဝိညာဉ်အရေးမှပြင်ပန်းခြင်းပညာအရေးညာမှပြင်ပန်းခြင်း ထိုအရာပင်ပန်းခြင်းအလုံးစုံအလုံးစုံတို့ကိုယေရှုထံတော်ပါသို့ပို့ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်သခင်ယေရှုဖျားကတေချာတဲ့ဂတိတခုကိုပေးတယ်။ရှင်ယောဟန်ခရစ်ဝင်ကန်းကြီး15အငယ်30မှာငါသည်ငါခမဲတော်ဤပညာတို့ကိုစောင့်ရှောက်၍ခမဲတော်ဤမြင့်တန်၌တည်နေတကဲ့သို့သင်တို့သည်ငါပညာတို့ကိုစောင့်ရှောက်လင်ငါမြင့်တန်၌တည်နေကြလိမ့်မည်လို့ဖော်ပြထားပါတယ်။ ်မေတ္တာရဲ့တကူကိုဆောင်တဲ့နှုတ်ကပတ်တော်ကိုစင်ကျင်ဖို့တစ်ဆက်တည်းမှာပဲငါပညာတို့ကိုရ၍စောင့်ရှောက်တော်သူသည်ငါကိုချစ်တော်သူဖြစ်၏ငါကိုချစ်တော်သူကိုငါခမဲတော်သည်ချစ်တော်မူ၏ငါသည်လည်းထိုသူကိုချစ်၍သူအားကိုယ်တိုင်ထင်ရှားပြမယ်လို့ရှင်ယောဟန်ခရစ်ဝင်ကန်ကြီး၁၄အငယ်၂၁မှာဖော်ပြထားပါတယ်ကျွန်တော်တို့အားလုံးသိတယ် ပေတရုကိုသခင်ယေရှုကသုံးချိန်တန်တန်မေးတယ်။မေးတဲ့သုံးချိန်လုံးလုံးကိုငါ့ကိုချစ်လားငါ့ကိုချစ်လားမေးတဲ့အခါမှာချစ်တယ်လို့သုံးခါစလုံးပြန်ဖြေခဲ့ပါတယ်။ဒီကနေ့ချစ်တော်ဓမ္မမိတ်ဆွေတို့ကျွန်တော်တို့ဒီသခင်ယေရှုကိုအမှန်တကယ်ချစ်ပါသလား။အာကိုယုံကိုးကွယ်ယုံခိုးလုံယုံဒါမကဖျားသခင်ရဲ့ချစ်တာကိုလည်းကျွန်တော်ကျမတို့လိုချင်ကြပါတယ်။ဒါကြောင့်ဖျားသခင်ကိုချစ်တော်သူများဖျားကိုချစ်ကြောင်း မေတ္တာတက်တည်ဖို့ပြဖို့နှုတ်ကပတ်တော်ကတိပိကံကြီးနှစ်ငယ်27မှာအကြောင်းမူကားထို့သောအလို့ငါတင်တို့ကိုခေါ်တော်မူပြီးခရစ်တော်သည်ငါတို့အတွက်ခံတော်မူသည်ဖြစ်၍ခြေတော်ရာကိုလက်လျှောက်စေခြင်းကပုံတက်တေကိုထားတော်မူပြီးကြားနာသူရောက်စီတိုင်းပုံမှာဘုရားသခင်ကောင်းကြီးပေးပါစေ